နေရင်ပြတ်ကျတဲ့နေမှာပါသွားခဲ့တဲ့တမိဖြစ်သူရဲ့လက်ကင်ဖုန်းကအခုချိန်အထိခေါ်လို့ရနေသေးတာကြောင့်တမိဖြစ်သူပြန်လာမယ်လို့မျှော်လင့်နေခဲ့တဲ့မိခင်မင်္ဂလာပါပရိသတ်ကြီးရှင်အသက်20အရွယ်အဲအိန္ဒိယရဲ့လေရင်မဲအချောလေးရှာမဟာနေရင်တက်ခန်ဒီသူမရဲ့ဝမ်ခွဲမောင်နှမတဦးစီကိုငါလန်တန်ကိုမိနစ်ပိုင်းအတွင်းသွားတော့မှအခုလေရင်ထွက်တော့မယ်ငါတို့ခဏလောက်တော့စကားပြောလို့ရသေးမှာမဟုတ်ဘူးဆိုပြီးတော့စာပို့ခဲ့တာဖြစ်ပါတယ် ။ဒီမရဲ့မိခင်ဖြစ်သူကဒီမလိုက်ပါသွားတဲ့အင်းအိန္ဒိယလေရင်ပြတ်ကျတဲ့ဆိုတဲ့သတင်းတွေကိုတွေ့ရှိပြီးနောက်မှာတမီးဖြစ်သူရဲ့ဖုန်းကိုဇက်တိုက်ခေါ်နေခဲ့ပြီးဖုန်းဝင်တယ်လို့လည်းသိရပါဗျ။ဒါကြောင့်မလို့အမေဖြစ်သူကသူ့တမီးလေးအတွက်ဝမ်းသာသွားခဲ့တာပါ။ဒါပေမဲ့ဝမ်းသာမှုကခဏတာဖြစ်ခဲ့ပြီးဖုန်းကဝင်နေပေမဲ့ဖုန်းကင်မဲ့သူမရှိနေပါဘူးမိခင်ဖြစ်သူကရောဆွေမျိုးတွေကပါဖုန်းကိုဇက်တိုက်ဆိုသလိုခေါ်ကြတဲ့အခါဖုန်းကခေါ်လို့ရနေပြီးပြန်ဖြေသူတော့မရှိခဲ့ဘူးလို့သိရပါတယ် နေရင်ကဂျွန်လာ၁၂ရက်နေ့နေ့လယ်မှာပြတ်ကျခဲ့တာဖြစ်ပြီးညနေ၆နာရီလောက်အထိဖုန်းကဇက်တိုက်ခေါ်ပြီးချိန်မှာဆက်မခေါ်ဘဲရက်ထားလိုက်တယ်လို့ရှာမရဲ့မိခင်ကပြောပါတယ်။ဘာလို့ရက်လိုက်တာလဲဆိုတော့သူမသမီးလေးရဲ့ဖုန်းကိုအားကုန်သွားမှဆိုလိုပါတယ်။လက်ရှိအချိန်အထိရှာမရဲ့ဖုန်းကဖုန်းခေါ်လို့ရနေတာဖြစ်တယ်လို့အွန်လိုင်းလဲရှိနေတာပါလို့မိသားစုဝင်တွေကပြောပါတယ်။ ။နေချောင်းလိုက်တဲ့တာဝန်ရှိသူတွေဘက်ကတော့လင်းရင်ပေါ်ကလူအလုံးကြီးပါတည်သွားတဲ့ဆိုတာကလွဲပြီးတခြားဘာမှမိသားစုကိုဆက်သွဲခြင်းအချက်လက်လှမ်းပြောခြင်းမရှိပါဘူးတဲ့။ရှာမရဲ့မိတ်ဆွေတွေအကုန်လုံးကလေရင်ပေါ်မှာပါတဲ့သူအလုံးနီးပါးနဲ့ပိုင်းလော့၂ယောက်ရောလေရင်ဝန်ထမ်း၁၀ယောက်ရောတည်သွားကြပြီလို့ပြောနေပေမယ့်ရှာမရဲ့မိခင်ကတော့သူ့သမီးလေးဖုန်းကင်လာမယ့်အချိန်ကိုစောင့်မျှော်နေသေးပဲဖြစ်ပါတယ်။